စစ်သားများသည်တေလင်မြည်သည့်ပုံပေါ်ကလာကြပါသည်။လူပေါင်းများစွာတတ်တဲ့မင်းအောင်လှိုင်တို့အဖွဲ့စစ်သားတွေဒီဆုံးပြီးသွားလို့ရှိရင်ငရေပြည်ရောက်မလား။လူရီဖြစ်မလဲဆိုပြီးတော့ဘာချုပ်စရာတော့ဖျားကြီးကို CAE ကိုပိုင်အထက်တန်းចောင်းចောင်းသားចောင်းသူများရဲ့မိခွန်းထုတ်ခမ်းမှာဘာချုပ်စရာတော့ဖျားကြီးကိုမေးမြန်းလိုက်တဲ့အခါမှာဘာချုပ်စရာတော့ဖျားကြီးကလုံးဝလုံးဝပြည်သူတွေထဲမှာမထားရ ဖြေချလိုက်တာဖြစ်တဲ့အတွက်တနိုင်ကလုံးကပြည်သူတွေအော်အော်ခဲ့ရပါတယ်။ဘာချုပ်ဆရာတော်ဖျားကြီးကတဲ့လူတယောက်ကနော်လူပေါင်းတောင်းကြီးပဲတက်တက်ဘလောက်ပဲတက်တက်လောကမှာသူတို့ကောင်းပဲဖြစ်ဖြစ်နော် ရုပ်မာတွေသူပဲဖြစ်ဖြစ်လူဆိုးပဲဖြစ်ဖြစ်သူတို့တွေတည်ဆုံးပြီးတဲ့အခါကြလို့ရှိရင်ငရေပြေရောက်မလားနော်လူကောင်းကတော့ဒါကျွန်တော်နတ်ပြေရောက်မယ်လူဆိုးကတော့ငရေပြေရောက်မယ်အဲ့လိုမျိုးအပြစ်အကြောင်းမရှိပါဘူးတဲ့နော် အကျုပ်ဆရာဘုရားကြီးကမြတ်စွာဘုရားလက်ထက်ကနေနှိုင်းရှင်ပြီးတော့အများကြီးပြောသွားခဲ့တယ်ပေါ့နော်ဆိုတော့ဘလောက်ပဲသူအသက်ရှင်နေစဉ်ကာလအတွင်းမှာပေါ့လေဘလောက်ပဲလူတွေပဲတတ်ခဲ့တတ်ခဲ့ပြီးဖြစ်စေနော်ဒီခါနီးကြရင်ဗုဒ္ဓမြတ်စွာဘုရားရဲ့နော်တရားသဘုတ်နာလို့သူဟာတရားရသွားပြီဆိုရင်အဲ့ဒီလူကငရေမကြပါဘူးတဲ့နော်အသက်လုံးကောင်းမှုကုသိုလ်လုပ်ပြီးတော့နော်ဘလောက်ပဲလူတန်းလူတန်း အဲ့ဒီလူကလည်းနတ်ပြည်ရောက်မယ်လို့မပြောနိုင်ပါဘူးတဲ့ဗျာနော်ကျွန်တော်တို့ဗုဒ္ဓဘာသာကတတော်ဆန်းကျယ်တယ်လို့ဘာချုပ်ဆရာတို့ဖျားကြီးကပြောပါနော်အခုမင်းအောင်လိုင်တို့နော်ကျွန်တော်တို့ចောင်းသားចောင်းသူလေးတွေကတော့မင်းအောင်လိုင်တို့တိုင်းရဲ့မမီဘူးပေါ့နော်ဒါကျွန်တော်တို့လူပေါင်းများစွာအသက်တတ်ထားတဲ့စစ်သားတွေကဒီဆိုးပြီးသွားလို့ရှိနတ်ပြည်ရောက်မလားမေးပြည်ရောက်မလားနန္နာဘဝဖြစ်မလားအဆောက်ရှိဖြစ်မိခွန်းထုတ်လိုက်တဲ့အခါမှာနော်လူကောင်းဖြစ်စေမကောင်းတဲ့သူဖြစ်စေအဲ့ဒီလူနှမျိုးစလုံးက တပ်ပြေရောက်မလားငဲပြေရောက်မလားဆိုတာလုံးဝလုံးဝကိုမသေးချပါဘူးတဲ့နော်လူကောင်းလည်းတပ်ပြေမရောက်နိုင်သလိုလူဆိုလည်းတပ်ပြေမရောက်နိုင်ဘူးလို့မပြောနိုင်ဘူးလို့ဘာချုပ်ဆရာတော်ဘုရားကြီးကပြောသွားခဲ့တာဖြစ်တဲ့အတွက်တိုင်းကလုံးဝပြည်တွေကတော့လုံးဝလုံးဝကိုအော်အော်ခဲ့ရပါတယ်